ဖုန်းဆက်တယ်ဆိုတာတကယ်တော့လွယ်လွယ်လေးပါအဲ့ဒီလွယ်လွယ်လေးရဲ့နောက်ကွယ်မှာလူတယောက်ပေါ်မှာအရေးကြီးဆုံးဖြစ်တဲ့ကျန်းမာရေးနဲ့ပတ်သက်ပြီးအခောက်မဲ့ဆွေးနွေးမေးမြန်းတိုင်မြင့်မှုရနိုင်တယ်ဆိုတာသင်သိလားကျမဒေါက်တာစိတ်မှာဒီနေ့ဗီဒီယိုလေးမှာတော့ coffee ချစ်သူလေးတွေက3-1 coffee တွေ instant coffee mix တွေရေရှည်တောက်တဲ့အခါမှာကျန်းမာရေးနဲ့ပတ်သက်ပြီးပါရီတိထားရမလဲဆိုတဲ့အကြောင်းလေးကိုပြောပြပေးသက်မှာဖြစ်ပါတယ် 3 in 1 coffee mix တွေ instant coffee mix တွေမှာဆိုအားလုံးသိရတဲ့အတိုင်းပဲ coffee မှာ caffeine တက်ကတော့မရှိမဖြစ်ပါပါပါ caffeine နဲ့ကိုရေရှည်အလွန်ကြောတောက်လာတဲ့သူတွေအားဆိုရင်နောက်ပိုင်းမှာနှလုံးခေါင်းဝမ်းမြန်တာတွေ anxiety လို့ခေါ်တဲ့စိုးရိမ်စိမ်လုပ်ခဲ့တဲ့ပြဿနာတွေ insomnia လို့ခေါ်တဲ့ညအိပ်မပြောတဲ့ပြဿနာတွေစိုးရိမ်ဝါကြုံတွေ့ရပါတယ်တချို့သူတွေဆိုရင်လက်တွေခြေတွေတုံတာမျိုးခန္ဓာမငြိမ်ဖြစ်တာမျိုးတွေပါခံစားရတတ်ပါတယ်ဒါကြောင့်မလို့နှလုံးကျန်းမာရေးအတွက်ရေရှည်မှာတော့တိတ်မကောင်းပါဘူးပြီးရင်တော့ဒီထဲမှာအချို့တက်တွေတကြားတွေပါတယ်အားလုံးသိပါတယ်တကြားတက်တွေကအလွန်ကြုံ အများကြီးတောက်လာတဲ့အခါမှာစီးကျိုးရောဂါတွေဖြစ်လာနိုင်တယ်။သွားနဲ့ပတ်သက်ပြီးဒန်တယ်ပြဿနာတွေအများကြီးဖြစ်လာနိုင်တယ်။သူ့ထဲမှာကိုလစတရောလေဗယ်တွေတက်တာတွေအဝလွန်တာတွေဖြစ်လာနိုင်ပါတယ်။ပြီးတော့အားလုံးသိရဲ့ transfer ဆိုတဲ့တက်ပါ transfer ပါတဲ့အတွက်ဘာဖြစ်လဲဆိုရင် LDL လို့ခေါ်တဲ့မကောင်းတဲ့ကိုလစတရောလေဗယ်တွေကအများကြီးမြင့်တက်လာပြီးတော့နှလုံးရောဂါတွေအဝလွန်တာတွေဒါတွေလည်းဖြစ်လာနိုင်ပါတယ်။ ြီးတော့ဒီကဖိန်းဓာတ်တွေမှာအာဒီကော်ဖီဈေးလေးတို့ roast လုပ်လိုက်တဲ့အခါမှာထွက်လာတဲ့ဓာတ်ပေါ့နော် acrylamide လို့ခေါ်ပါတယ်အဲ့ဒါကပုံမှန်ကော်ဖီဈေးတွေမဟုတ်ဘဲနဲ့ဒီ three in one instant coffee mist တွေကို roast လုပ်လိုက်ရင်ထွက်လာတာနှစ်ဆပုံများတယ်အဲ့ဒါတွေက chronic exposure လို့ခေါ်တာကိုရေရှည်မှာ excess စမပမာဏအလုံးကျအများကြီးထိတွေ့လာတဲ့အခါမှာအာရုံကြောတွေထိခိုက်တာတွေကင်ဆာဖြစ်နိုင်ခြေတွေမြင့်တက်လာတာကိုတွေ့ရပါတယ်။ဒါကြောင့်မလို့ coffee ကိုတစ်နှစ်ဘယ်လောက်တောက်ရမလဲဆိုတာသိထားဖို့လိုအပ်ပါတယ်။ပုံမှန်အဖြစ်တစ်နှစ်ကို၄ခွက်တောက်တာတော့အဆင်ပြေတယ်။ဒါပေမဲ့အဲ့ထက်များလာတဲ့ခါကျရင်စိတ်လို့ကလွန်ကျူးတယ်။ဟို over ဖြစ်တယ်လို့ခေါ်ရမှာပေါ့။ ကွန်ဗင်ဆာမျိုးသမီးတွေမှာဆိုရင်တနေ့ကိုတစ်ခွက်နှစ်ခွက်ထပ်ပို့ပြီးတော့မတောက်သင့်ဘူး no time meeting တွေမှာဆိုလည်းသုံးခွက်ထပ်ပို့ပြီးမတောက်သင့်ဘူးလို့သတ်မှတ်ထားမျိုးရှိပါတယ်။ဒါကြောင့်မလို့ coffee တွေ coffee mix တွေကိုအလွန်ကျူးတောက်လာတဲ့အခါမှာအစာအိမ်ကိုသွားပြီးဆွရတာဖြစ်တဲ့အတွက်အစာအိမ်သမားရဲ့အစာအိမ်ရောဂါရှိတဲ့သူတွေဆိုမတောက်သင့်ဘူး။တချို့တွေမှာဆိုရင် irritable bowel syndrome လို့ခေါ်ပြီးတော့ one shot လောက် one bottle ဖြစ်တဲ့သူတွေမှာဆိုရင် one shot တာပို့ပြီးဆိုးစေတယ်တဲ့။အဲဒါကြောင့်မလို့ one shot one shot ဖြစ်နေတဲ့သူတွေဆိုရင်3-1 coffee mix တွေ instant coffee mix တွေကိုလုံးဝမတောက်သင့်ဘူးရထားတဲ့။ပြီးရင်တော့ CA မှာ control ကိုကောင်းကောင်းမရဆိုဆိုလိုချင်တာကမကြာခဏစီးသွားခြင်းနဲ့စီးမထိန် င်တာမျိုးဖြစ်တဲ့ဒါကြောင့်မလို့အသက်ကြီးလို့စီးမထိန်တာကိုစီးလန်းစက်နဲ့ပတ်သက်ပြီးပြဿနာဖြစ်နေတဲ့သူတွေဆိုတော့ caffeine တက်ကို3 1 coffee mist တွေဒါတွေကိုရပ်ထားဖို့လိုပါတယ်နောက်တစ်ခုကစီးတွေများများသွားတဲ့အတွက်ဘာဖြစ်လဲဆိုရင်စီးထဲမှာ calcium တက်တွေအများကြီးပါဝါဖြစ်တဲ့အတွက်အရိုးပါတာအရိုးပွားတဲ့ပြဿနာတွေဖြစ်လာနိုင်တယ်ဒါကြောင့်မလို့အသက်ကြီးတဲ့မျိုးသမီးတွေဆိုရင်တော့အရိုးပွားအရိုးပါအရိုးပွားတာကိုကြောက်တယ်ဆိုရင်3 1 coffee mist တွေကိုမတောက်ဖို့လည်းအရေးကြီးပါတယ်ပြီးရင်တော့ငါဘဝလည်းနှလုံးရောဂါရှိတယ် ပြရခါကြရင်ကော်စီလဲတောက်တယ်ဆေးလေးလဲတောက်တယ်ဆိုရင်အဲ့ဒီလူကနှလုံးရောဂါကြောင့်အသက်သေဆုံးနိုင်ခြင်းကပုံမှန်လူတွေအတွက်ပိုပြီးမြင့်တက်နေတာကိုတွေ့ရပါတယ်။ဒါကြောင့်မလို့ချွေးရမကော်ဖီမစ်စေးပဲဖြစ်စေ instant coffee မစ်စေးပဲဖြစ်စေလိုအပ်တာချက်အလွန်ကြုံမတောက်ဖို့အရေးကြီးပါတယ်။ကိုယ်တငယ်ချင်းဖြစ်စေကိုယ်ကပဲဖြစ်စေ coffee မစ်စေးကို immediate နှစ်ချိုက်ပြီးအလွန်ကြုံတောက်နေတယ်ဆိုရင်တော့ဒီရောဂါတွေဖြစ်လာနိုင်သလားဆိုတာစိုးရိမ်နေဆိုရင်ဆရာဝန်တွေနဲ့အခမဲ့ဆွေးနွေးမိမဲ့တိုင်ပင်လို့ရအောင်ဖုန်းနံပါတ်ခုရှိရှိကိုကနန်လေးလုံးကိုအတန်စိတ်ကနဲ့အခမဲ့ခုပဲဖုန်းဆက်လိုက်ပါ။